ကချင်ပြည်နယ်မြကျနားမြို့မှာအေယာဝတီမြေဟာမနေ့မေလာ29ရက်နေ့နေ့လယ်ပိုင်းကနေဒီကနေ့မေလာ28ရက်နေ့မနေ့စနေနေ့ခွဲအထိ တရက်အတွင်းဆဲဘေခန့်မြင့်တက်လာခဲ့ပြီးတဖြည်းဖြည်းဆက်လက်မြင့်တက်လာဖို့ရှိနေတယ်လို့မော်လီဝဒ်သားနယ်ဇလဗီရာဦးစီးဌာနအဖွဲ့ဝင်ဦးနိုင်လင်ထွေးရဲ့ရေးသားထားချက်အရသိရပါဗျ။မြန်မာနိုင်ငံအတွင်း မုတ်တုံဝင်ပြီးမိုးကာလဖြစ်နေတဲ့အတွက်အေယာဝတီမြစ်အထက်ပိုင်းဒေသနဲ့မြစ်စုံအထက်ပိုင်းမှာမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်မြစ်ကြီးနှောင်းမြို့နေအေယာဝတီမြစ်ရဲ့မြင့်တက်လာခြင်းဖြစ်ပါတယ်။ဒါအပြင်မေလောက်ကုန်နယ်ဇွန်လဆန်းမိုင်းအထိလည်းမြစ်ကြီးနှောင်းမြို့ရှိမြစ်ရဲ့ဟာနောက်ထပ်တစ်ကြိမ်မြင့်တက်လာနိုင်တယ်လို့ဦးနိုင်လင်းထွေးကခံမှန်းရေးသားထားပါတယ်။လက်ရှိမှာမြစ်ကြီးနှောင်းမြစ်ရဲ့ဟာ ဆိုရည်မှန်ဖြစ်တဲ့39ဘေးအထိမရောက်သေးပဲဆိုရည်မှန်အထက်18ဘေးကနည်းနေသေးဖြစ်တာကြောင့်မြို့တဝိုက်မှာဆိုရင်ပွဲမရှိသေးဘူးလို့သိရပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသတွေဖြစ်တဲ့ပူတာအိုခရိုင်အတွင်းမချမ်းပေါ်ပန်နန်းတင်ခေါလန်ဖူးနောင်မွန်စံပရာဘွန်ဆောက်လော်နဲ့ချီပွေဒေသတွေမှာတိမ်ထုထက်ပြီးမိုးအထင်တင်ကနေမိုးသေးတဲ့စွာအထိရွာသွန်းနေတယ်လို့ဆိုပါရစေ